ကမ္ဘာဘောလုံးဖွဲချုပ်ဖီဘာဟာပိုတူဂီသင်းကောင်းဆောင်တိုက်စစ်မှုဆီယိုနာဒိုရဲ့ဘွဲပေပြစ်ဒဏ်ကိုဇိုင်းငယ်ပြစ်ဒဏ်ဖြစ်သတ်မှတ်ခဲ့ခြင်းကြောင့်ဝေဖန်ပြစ်တင်မှုတွေနဲ့ရင်ဆိုင်နေရပြီးကမ္ဘာဖလားမဲခွဲပွဲအပြီးမှာကန့်ကွက်မှုတွေရှိလာနိုင်ကြောင်းဒေးလီမေးကတုံ့သက်ဖော်ပြခဲ့ပါတယ်ဆီယိုနာဒိုဟာအိုင်ယာလန်သင်းနဲ့ရှင်ပြိုင်ခဲ့တဲ့2026ကမ္ဘာဖလားထိစစ်ပွဲမှာပြိုင်ပန်းနောက်ခံလို့ဒေါ်ရိုအိုရှေးကိုတဒေါင်းနဲ့တွတ်ခဲ့တာကြောင့်အနီကပ်ပြတ်ခံခဲ့ရပါတယ် ဆီယိုနာဒိုရဲ့အဆိုပါလောက်ရက်ကိုဖီဘာကအကြမ်းဖက်တဲ့ပြုမှုလို့သတ်မှတ်ပြီးသုံးပွဲပြစ်ပေးတန်းချမှတ်ခဲ့ပေမဲ့လက်ကျန်နှစ်ပွဲကိုဆိုင်းငံ့ပြစ်ဒဏ်ဖြင့်သတ်မှတ်ခဲ့တာပါ ဆီယိုရီဒိုဟာပိုတူဂီသင်းရဲ့နောက်ဆုံးကမ္ဘာဖလားခြေစစ်ပွဲဖြစ်တဲ့အာမေးနီးယားနဲ့ပွဲမှာပွဲပယ်ပြစ်ဒဏ်တပွဲကိုကြားခံခဲ့ပြီးဖြစ်တာကြောင့်လာမယ့်2026ကမ္ဘာဖလားပြိုင်ပွဲမှာပွဲပယ်ခံရတော့မှာမဟုတ်ဘဲအုပ်စုဖွင့်ပွဲကလေးကပါဝင်ကစားနေတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဖီဘာရဲ့ပြစ်ဒဏ်ချမှတ်မှုကဆီယိုရီဒိုကမ္ဘာဖလားပြိုင်ပွဲနဲ့မလဲချော်ရအောင်စီမင်းကိုလိုဒလိုပြောင်းလဲပြုလုပ်ခြင်းဖြစ်ကြောင်းဆွဆဲမှုတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ ဒါအပြင်စတန်ဒိုအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ပြီးမကြခင် ဖီဘာကအခုလိုပြည်တံချမှတ်ခဲ့ခြင်းဖြစ်တာကြောင့်ဖီဘာရဲ့စီကန်ထိန်းသိမ်းရေးကော်မတီပေါ်လွှမ်းမိုးမှုတွေရှိခဲ့ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်မှုတွေလည်းထွက်ပေါ်လာခဲ့ပါသည်။ဒေလီမေကတော့စီရိုနဒိုပေါ်ဖီဘာရဲ့ပြည်တံချမှတ်မှုနဲ့ပတ်သက်ပြီးကမ္ဘာဖလားမဲခွဲပွဲမှာပေါ်တူဂီတင်းနဲ့ဆုံတွေ့ရမယ့်အသင်းတွေကလက်ခံပွဲမရှိဘဲကန့်ကွက်ဖွယ်ရှိကြောင်းသုံးသပ်ဖော်ပြခဲ့တာပါ။